ကဲဆယ်ဆက်တယောက်ကလည်းမနိုင်ပါဘူးတော်ရရောဟိုဆယ်ဆက်တယောက်ကိုတကူမှပြန်မသွင်းနိုင်ဘူးဆိုလို့ရှင်ပုံပြီးချက်စရာကောင်းပါဆိုတော့အဲ့ဒါပဲရှိပါတယ်ခြေစွမ်းကတော့ဟိုကြည်ရတိုက်စစ်ကတော်တော်ကြီးကိုလို့နေတာအဲ့နေရာရောက်တာလည်းဘာမှဆက်ဖြစ်မလာတော့ဘူးဆိုတဲ့ပုံစံမျိုးတွေကြည့်ကြဆိုတော့ဒီနေ့ပွဲမှာ ဝိုင်လန်းလဲကိုးတာရသွားတယ်အဲတပွဲလုံးအလောက်ကြီးရုပ်မပေါက်ဘူးနောက်ဆုံးကြတော့မှသာအဲဟိုသူကံကောင်းပြီးရသွားတယ်လို့တော့ပြောလေရဆိုတော့အာဆိုတော့ဒါပေမဲ့သူပွဲပြီးကန်ကြီးမှာကစားသွားတဲ့ဒီကစားအားကတော့ဟိုလည်းအားရတယ်အာသူသဖြင့်ဒီဥကာဒီနဲ့မေဆင်မောင်နဲ့ အဲဒီကီလိုဝမ်ဂျူရိုလိုက်ကြီးဝင်လာပြီးတဲ့အချိန်မှာအကစားတော်တော်လေးတက်လာတယ်အဲဒီပွဲပြီးကနေနောက်ဆုံး7မိနစ်လောက်မှာတော်တော်ကြီးအဲအိတ်ကြတော့မှတော်တော်ကြီးဖောင်မိလာတဲ့ပုံစံမျိုးပေါ့နော်10ယောက်17ယောက်ကိုအာဒီအချိန်ပိုပါအပါဝင်ဆိုလို့ရှိရင်မိနစ်30လောက်အာ10ယောက်17ယောက်နဲ့ကစားရတာမှာဒီနောက်ဆုံး7မိနစ်လောက် အာကစားဟိုမှာပဲတေးစရာဖြီးပြီးတော့အဲ့လိုဟိုဟိုအတက်ကင်ကစားနိုင်ဆိုတော့အာခါလန်ဒီနိုအဲ့မှာဘော96မှာအာဖိုင်လန်ရဲ့ကိုယ်နဲ့ပြန်ရခဲ့ပြီးတော့11 draw ဖြစ်သွားတယ်ဟုတ်နော်အာကိုယ်သမားကလည်းဒီဘောမောက်ကိုယ်သမားကလည်းတော်တော်လေးကြောက်တာလည်းပါတော်တော်လေးကောင်းတယ်ကီပါ အာ save တော့ရတဲ့လုံနေဆိုရှင်နောက်ဟိုကနာချိုမပြီးတွေ့နေလုံကလကီပါလည်းပြားလေးနဲ့ပုတ်လိုက်တာဆိုလို့ရှင်အဲ့ဒါဟိုဟို half chance တော့ half chance ပေါ့နော်ဒါပေမဲ့သူရဲ့ကာမယ်လို့ပါတော်တော်လေးအာကောင်းဆိုတော့အာဒီ United ဘက်ကလည်းရတဲ့ဟိုခွင့်ရေးတွေအာဒီ half chance တွေကြီးပဲညာအပိုင်းခွင့်ရေးอ่ะအဲ့ဒီကြီးอ่ะအဲ့ဒီအာ ဝိုင်လန်နောက်ဆုံးကိုးသွားတာအဲ့ဒါတော့မှရမ်းပိုင်ခွင့်ရလို့ပြောလို့တော့မရဘူးပေါ့နော်အဲ့အဲ့ကိုးလောက်ပဲရှိတယ်တော့ chance တွေအတိတ်မြင်ရအောင်ရတဲ့ဥစားတွေလည်း half chance တွေပြင်များနေပြီးတော့အဲကိုးလည်းဖြစ်မသွားဘူးပေါ့နော်ဆိုတော့ Fernandez ကတော့ Fernandez ပါပဲအဲဆိုတော့အဲ Bruno ဟိုရုံးပေးတဲ့အကွက်တီးရှိတယ်ဒီနေ့ပါ ာဒါမှကျိုးအဲ့ဒီမပြလိုက်တဲ့လုံလဲဘရူနိုစီယာပဲထွက်လာတာပဲတော့နောက်ဟာဒီဥကတိဥကတိစီကနေပြော progressive run နေတော့အာ၃ချိန်လောက်မြင်ရတယ်အာဥကတိဝင်လာပြီးမှပေါ့နော်ဆိုတော့နောက်ဒီဟိုအာဘောလုံးကိုလည်းလုံးဝဟိုထိန်းထားနိုင်တယ်ဥကတိကအတူတူ position မှာဆိုလို့ရှိရင်ဆိုတော့တော်တော်ကြီး effective ဖြစ်တယ်အာ minimum တော့အာ ဘာလို့နေသေးလဲမသိဘူးဗောနော်ရဲဒါပေမဲ့တူဝင်လာတဲ့နောက်ပိုင်းမှာအတက်ကင်တီးသသာကောင်းလာတယ်ဆိုတဲ့ဥစ္စာအတော့အဲ့ဒါဟိုဟိုဟိုဝင်ခံရမယ်လေနော်ဒီပွဲမှာ match fit မဖြစ်နေတာလူရှော်လူရှော်ကအာဒီဒီ injury ပြန်လာပြီးဒီနောက်ပိုင်းမှာဟို fit မဖြစ်သေးဘူးဆိုတော့2 C ကနေပြီးတော့လူဟိုအရင်လူရှော်ကိုပြန်မရောက်သေးဘူးဗောနော်ဆိုတော့ အဲ့ဒီကတော်တော်လေးအားနေချက်ရှိတယ်ဟုတ်လားဒါပေမဲ့ဟိုပရီးမီးယားလီးဂ်ကတော့အကုန်လုံးအာဟုတ်တယ်မလားဟိုအရင်ဟီတန်လည်းမစင်ရတော့ဘူးအဲနောက်ပြီးတော့ဒီဘာမှလည်းပုံမှန်ဖြစ်စရာလည်းမရှိတော့ဘူးဆိုတော့တိတ်တိတ်ပြီးတော့ဟိုဟို focus တော့မထားကြတော့ဘူးလေနော်ဖန်လေးအကုန်လုံးကတော့ဆိုတော့ဒီလာမယ့် Europa League အာ semi final ကို ဒီပုံစံနဲ့သွားကစားရင်တော့စုပ်ပြီးပြန်လာအားလိမ့်မယ်ဆိုတော့အာယူပလီမှာတော့ကစားပုံကတော့အဲမတူဘူးပေါ့နော်တောက်ရှောက်ခုချိန်ကြည့်တယ်ဒါဒါဥရောပမှာရှုံးပွဲမရှိသေးတဲ့တင်းနေတော့အတင်းလည်းဖြစ်နေသေးတယ်ဆိုတော့အဲ့ဒီအဲ့ဒီ flow ကြီးကတော့တော်တော်အဲ့ဘက်မှာမိနေတယ်ဆိုတော့ယူပလီကိုတော့အာအများကြီးညှိုးလင်းချက်ထားတယ် ဖျားမှလည်းဖြစ်မယ်နော်ဖျားမှလည်းနောက်နှစ်ချန်ပီယံလီဝင်ခွင့်ရတာတို့နောက်ကဒီသူစုချင်းငွေတို့နော်အလူခေါ်ဖို့တို့ပါသွားပြီးတော့ထောက်ကူဖြစ်နိုင်လိမ့်မန်ချက်စတာယူနိုက်တက်ကအဲ့လိုနေထားပြီးဖြစ်နေတာဆိုတော့ဒီဖလားရဘာလဲရေးကြည့်တယ်ဆိုတော့ဒါအဲတင်းသားတွေအကုန်လုံးလဲကစားပုံကဒီ Premier League ကစားပုံလဲတော့မတူဘူးပေါ့နော်ဆိုတော့ Premier League မှာတော့တော်တော်စုပ်တယ်အခုမြင်ရတဲ့အတိုင်းပဲ ဟိုတော်တော်လေးကိုဒီ attacking ကကစားတဲ့အပိုင်းနေ chance creation အပိုင်းနေမှာ နောက်ဒီ finishing အပိုင်းဘောနော်အဲ့ဒါကြီးမှာ draw ရတဲ့ချက်ရှိတိုက်စစ်မှုတယောက်တော့မဖြစ်မနေလို့လို့လေ Manchester United အတွက်ဆိုတော့မစတဲ့ပြောရရင်အခုဒီအာဟို Wolves က Matias Cunha အာဒီ ဒီက personal term တွေ agree ဖြစ်သွားပြီဆိုပြီးတော့အာတင်းကြရတယ်ဆိုတော့အဲ့ဒါကတော့ဟိုဟို smart move လို့တော့အာထင်တယ်ခေါ်ပစ်သွားတယ်ဆိုရင်ပေါ့ဒီเนาะဆိုတော့အာဘာကြောင့်လဲဆိုတော့လူနေတဲ့နေနေရဒီတိုက်စစ်မှာအာဒီဟိုပါပေါ့เนาะတိုက်စစ်မှာအထောက်အကူတိုက်စစ်မှုနေတဲ့အထောက်အကူဖြစ်နိုင်တယ်လို့ဒီ rush flow ရဲ့နေရပေါ့ lane flow မှာလည်း အာဟိုအားဖြည့်ပြီးသားဖြစ်သွားနိုင်လေဆိုတော့နောက်နောက်ဒီ Premier League မှာလည်းမသူမသူကတော့တော်တော်လေးဟိုဟာ stash တော်တော်လေးပြထားနိုင်တယ်ဘုနော်ဆိုတော့အဲဒီပြောင်းလာဖြစ်ခဲ့ရင်တော့နောက်နှစ်မှာပြောင်းပြဖို့လည်းလူတွေအာဒီခုမေဆန်မောင်းကလည်းအာရရင်ဖြစ်မနေသေးတဲ့အချိန်ဆိုတော့ဒီ ဂျင်းဒီဘောလို့ခေါ်တဲ့ ਨੇ နောက်ပရီးမီးယားလိမှာအသားကျပြီးသားအာကစားသမားအာ ਨੇ ဖြစ်တယ်ဆိုတော့ it is a good move ပေါ့နော်ဆိုပြီးခဲ့တဲ့ရာသီမှာကွန်ထရာက goal assist ကိုဒီ19 goal တော့ဖြစ်ရ all competition မှာ premier league only ဆိုလို့ရှိရင်78 19 goal plus assist ပေါ့နော်ဆိုတော့အဲ့ဒါကဟိုတော်တော်ကျန်းတဲ့ ော်တော်ကျန်းတဲ့ဟိုဒီ attacking ထက်ပူပါဝင်မှုလို့ပြောလို့ရတယ်เนาะဆိုတော့မိုက်ပါတယ်ဆိုတော့အဲဆိုတော့ Europa League ကလာကိုယူပြီးတော့နောက်ရာသီကိုတော့ Champion League ဝင်ခွင့်နဲ့နောက်ဒီကစားသမားလိုအပ်နေတဲ့၄၅နေရာလောက်အတွက်ကိုပြပြပွားခေါ်လိုက်နိုင်တယ်ဆိုရင်တော့နောက်ရာသီမှာအာပို့ပြီးတော့ကြည့်လို့ကောင်းတယ်အာဒီ Manchester United ကို မြင်ရမယ်လို့တော့ပြောလဲနေပါတော့ ဆိုတော့ဂျိုရိုဘယ်လီကလာယာဟိုအရေးကြီးပါအဲ့ပရီးမီးယားလီကတော့ညာမရှုံးတာပဲတော်သေးတယ်လို့ပြောရမှာပေါ့ဒီနေ့လိုခြေစွမ်းမျိုးနဲ့ဆိုရင်ရှုံးရင်တော့ရှုံးသွားလို့ရတယ်ဒါတော့ဘက်ကမိနစ်80လောက်အာအထိပဲ7ရောက်ကစားပြီးတော့ဂျန်နေမိနစ်ခြေကိုပါပိုင်း30လောက်အထိကို10ရောက်နဲ့ခံခံသွားတာဒါအောက်လို့တည်ရပါဘောနော်ဆိုတော့မန်ချက်စတာဘောမော့နဲ့မန်ချက်စတာယူနိုက်တက်ဒီပရီးမီးယားလီအာပွဲစဉ်ဘောမော့နဲ့ပြီးသွားတယ်ပေါ့နော်ဆိုတော့ အာယူရိုပါလိကိုလာမဲ့တာစီနိုင်ယူရိုပါလိကိုတော့အာရှယ်ချေကနဲ့တန်ကြုံရမယ်လို့ထင်တယ်ဆိုတော့ see you guys later